စကိုင်းပြည့်၍တခြားရှိမြို့ကြီးခုနှစ်မြို့ငလင်အန်ဒီရဲ့ထပ်တတိထားဖို့လိုအပ်တယ်လို့မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မြန်မာနိုင်ငံဂလင်ကော်မတီကနေသတိပေးချက်ထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။မက်ရှလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အလွန်ပြင်းထန်တဲ့ Richter scale ခုနှစ်တသမခုနှစ်အဆင့်ရှိငလင်ကြီးနဲ့အတူနောက်ဆက်တွဲငလင်တွေလှုပ်ခတ်မှုတွေရှိနိုင်တယ်လို့မြေသားပြည့်၍မှုရှေလျားကျယ်ပြန့်တဲ့အတွက်အလားတူငလင်ကြီးတွေဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့လည်းသတိပေးထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့စကိုင်းပြည့်ရွေရဲ့အလဲပိုင်းနဲ့တောင်ပိုင်းတစ်လျှောက်ရှိဒေသတွေရဲ့မြို့ကြီးတွေဖြစ်တဲ့ရွှေဘိုမြို့မန္တလေးမြို့နေပြည်တော်ပြင်မရမြို့တောင်ငူမြို့ပဲခူးမြို့ရန်ကုန်မြို့စတဲ့မြို့ကြီးတွေနဲ့အနီးပတ်ဝန်းကျင်ဒေသရှိပြည်သူတွေအနေနဲ့သတိပြုနေထိုင်သင့်တယ်လို့သတိပေးထားတာဖြစ်ပါတယ်။ငလင်ကြောင့်ထိခိုက်ပျက်စီးထားသောအဆောက်အုံတွေဟာနောက်ဆက်သွဲငလင်များလှုပ်ခတ်ချိန်မှာပုံမှန်ထိခိုက်ပျက်စီးနိုင်လို့ လက်တလောဝင်ရောက်နေထိုင်သုံးဖြူရှင်ကိုရှောင်ရှားတင်ကြောင်းအဆိုပါအဆောက်အုံတွေကိုနားလဲတက်ကြွသောအင်ဂျင်နီယာတွေနဲ့ဘေးကင်းလုံခြုံကြောင်းစနစ်တကျစစ်ဆေးစီစစ်ပြီးမှသာပြန်လည်သုံးဖြူနေထိုင်တင်တယ်လို့ဖော်ပြထားပါတယ်အခုလောက်ခက်ခဲ့သောငလင်ကြီးကြောင့်ထိခိုက်သေးဆုံးမှုများပျက်စီးဆုံးရှုံးမှုပမာဏများကြီးမားမှာဖြစ်လို့ကယ်ဆယ်ရေးလုပ်ငန်းများအဆောက်အုံများစစ်ဆေးစီစစ်ပြီးလိုအပ်သလိုပြုပြင်ခြင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းများ အသိပညာပေးလုပ်ငန်းအများစတာတွေမှာမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မြန်မာနိုင်ငံငလင်ကော်မတီနေနဲ့တသက်တာပါဝင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ Mercury we empower you